ကောမဒီဝါဒနာပါလို့လားဒါဒီဟာတာပိုင်းကတော့ပို့ပြီးတော့အာတာပြပါတယ်ဟုတ်မင်းသားဖြစ်မလို့ထင်တယ်။ဒိုင်းထက်ဆိုင်ပလေယာလောက်ရတာပိုကြိုက်။တယောက်ဆောင်တယောက်ဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့တစ်ဖက်မသိစိတ်မှာအမုန်းခံရမှာကြောက်တယ်ရှင်။ဒါအမှန်တမ်းပြောပြတာပေါ့နော်။မြစ်သူကိုယ်တိုင်ကိုကဒိုင်းတယောက်ဖြစ်ဖို့အတွက်အရေးချင်းကအများကြီးလိုအပ်ချက်တွေရှိနေပါတယ်။စူပါစတာအကယ်မြအမျက်တွေကိုအာဒိုင်းတယောက်နဲ့ပေါ့နော်လူပိုကမှာအရန်ကိုဘရက်ပေးစိတ်ဖြစ်စည်းမှုအရန်ပေးတယ်။အခု ဟိုပြိုင်ပွဲဝင်ကာလာဒီခုနှစ်လိုရိုက်ကူးရေးကာလာမှာလည်းအရန်စိတ် emotion ဖြစ်ရတယ်အော်ဒိုင်းတယောက်အနေနဲ့ပါဝင်ရတာလေပြိုင်ပွဲဝင်တယောက်အနေနဲ့ပါဝင်ရတာ ਨੇ ဟိုဘယ်လိုမျိုးစိတ်ခံစားမှုကတော်တော်လေးကိုကြွားရရှင်ဘာတွေကြွားလဲလို့မေးရင်တော့လေ ပြန်ပွဲဝင်တယောက်ကမျက်စုကိုယ်တိုင်ကလည်းဟိုဒီလိုမျိုး program တွေမှာရှင်းမှာဆိုလဲဒါ FOE မျိုးပေါ့เนาะပြန်ခဲ့တဲ့အခါကျတော့ပြန်ပွဲဝင်တယောက်ဖြစ်နေ player တယောက်ဖြစ်နေသူကကိုယ့်ရဲ့ mission ကိုကိုပြီးမြောက်အောင်လုပ်ဖို့အော်နော်ဒီကိဒီရဲ့စိတ်ရဲ့ထက်သန်မှုအဲစိတ်အာရုံစောဒါနဲ့ပဲပေါ့เนาะသွားလို့ရတယ် အာဒိုင်းတယောက်ဖြစ်သွားတဲ့နေရာမှာပေါ့နော်တော်တော်ကြီးကိုပြောင်းလဲသွားတာဘာလို့ဆိုအကုန်လုံးအားလုံးကိုကြည့်ရတယ်တယောက်ချင်းစီရဲ့ပေါ့နော်အကိုမြင်နဲ့ကိုကိုတိတလောက်လေးကိုဖြတ်တန်းငယ်ရလဲနှိုင်းရှင်ပြီးတော့ကိုပေါ့နော်သူတို့အဲ့လိုလေးတွေပြောပေးရတဲ့ဟာလေးကြောင့်တော်တော်တော့ကွာတယ်ဘာလို့စိတ်ခံစားမှုလည်းအရန်ကွာတယ်ပြောရမယ့်သူဒိုင်းထက်ဆိုင်ပလေးယာလောက်ရတာပိုကြိုက်တယ်ပြင်ဝင်ဝင်တယောက်လောက်ရတာပိုပြီးတော့လေပိုပြီးတော့စိတ်လွတ်လပ်မှုပိုရှိရလို့ခံစားရတယ်ဒိုင်းဖြစ်နေတဲ့အခါကျမြို့သူကတေယုတ်ဆောင်တယောက်ဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့တစ်ဖက်မသိစိတ်မှာ အမုန်းခံမှာကြောက်တယ်ရှင်ဒါအမှန်တမ်းပြောပြတာပေါ့နော်ဆိုတော့ခံကြောက်တော့အဲ့တော့အမုန်းခံမှာကြောက်တော့မဲ့လေအဲ့စိတ်ချိန်မှာအဲ့ပေါ့နော်စိတ်ခံစားမှုဖြစ်လာရင်ပြောလိုက်ကောပြီးတော့မှဒီစကားကြီးอ่ะပေါ့နော်တို့တို့တော့များများသောမလားကြည့်တဲ့ပြည့်သက်တွေနဲ့ပေါ့နော်ဟောဒီဟာနဲ့ဒီခံစားမှုချင်းမတူကိုနဲ့စိတ်ခံစားမှုထပ်တူမဖြစ်တဲ့အခါကျရင်ပြည့်သက်နဲ့ကိုနဲ့ဒီအဲ့တူနဲ့ပေါ့နော်ထိရှားမှုတွေဖြစ်လာနိုင်လားအဲ့တဲ့ညုံညင်သွားမလားပေါ့။ဘာလို့ဆိုအဲ့တူကိုယ်တိုင်ကဒိုင်တရားဖြစ်ဖို့အတွက်အရေးချင်းကအများကြီးလိုအပ်ချက်တွေရှိနေပါတယ်။ ကိုကိုကိုလည်းသိပါရဲ့ရှက်ဆိုတဲ့အခါကျတော့ဘရောမကိုလေကိုကိုကိုအဲ့လိုဖြစ်တဲ့အခါကျတော့ကိုတော့ကိုဘာမှမသိပဲနဲ့ပေါ့နော်ဒုတိယကိုခါချက်ရှိရလေ ဘာမှမသိဘဲနဲ့မဝေဖန်ရအောင်ဆိုတာမျိုးပေါ့နော်ဆိုတော့ကိုတောင်ကိုကိုဘာမှမသိရနဲ့ဝေဖန်နေတဲ့ဟာတွေဝေဖန်တော့ပေါ်တော့စေစနာနဲ့အကြံပြုတယ်ထောက်ပြတယ်ပေါ့နော်လို့အရာလေးရှိရဲ့ခါကြရင်ဒေါသဖြစ်တဲ့ဇောနဲ့ပြောလိုက်တာတော့ပျော်ရွှင်ပြီးဖြစ်လိုက်တာတော့အဲ့ဒါတွေကြာခါကြဒါတွေကပေးတဲ့နဲ့ပေါ့နော်ဘလို့ဖြစ်မလဲပြီးတော့မြို့သူကဒါတွေကိုအစအဆုံးကြည့်ထားရတာမဟုတ်ဘူးရှင်ဇက်မျိုးမရှိတဲ့ခါကြတော့မြို့သူတို့ကဘလို့ edit ထားတာလဲဘလို့တွေလူစိတ်ဝင်စားအောင်ဘလို့တွေပေါ့နော်ဒီ emotion attach အနေမြင့်တွေကိုဘလို့တွေ edit နဲ့ဖန်ဆောင်းပါလဲဆိုတဲ့အချိန်မှာ အမှန်တမ်းပြောရရင်ဒီစူပါစတားအကယ်မြအမျက်သူကိုအာဒိုင်တယောက်နဲ့ပေါ့နော်လူပရိုဂရမအရန်ကိုဘရရှ်ပေးစိတ်ဖြည်းစည်းမှုအရန်ပေးတယ်အခုဟိုပြိုင်ပွဲဝင်ကာလာဒီခုနှစ်လိုရိုက်ကူးရေးကာလာမှာလည်းအရန်စိတ် emotion ဖြစ်ရတယ်အဲပြီးတော့အခါကျတော့အခုပေးသက်စီရောက်မဆွဲခြင်းညာလဲပေးသက်နဲ့ကိုယ့်ရဲ့စိတ်ခံစားမှုတွေနဲ့ကအာထိရှားမှုတွေဖြစ်မလားထပ်တူတွေဖြစ်မလားဆိုပြီးအရန်လဲရင်ခုန်ရင်းကြောက်နေပါတယ်ကောမဒီဝါဒနာပါလို့လားဒါဒီဟာတာပိုင်းကပို့ပြီးတော့ အာသာဖြစ်ပါတယ်ဟုတ်မင်းသားဖြစ်မလို့ထင်တယ်ဟုတ်ဖြစ်မယ်ဆိုတာတက်ကိုကဒီဟာကိုဝါသနာပါတဲ့အတွက်ကြောင့်မလို့ကျိုးကိုကြိုးစားပြန်ပါပါခင်ဗျာသူရဲ့ငယ်ဘဝကကိုယ်တိုင်ကိုကပြိုင်မိုးနေတဲ့တူတူပဲရှိတယ်။နဲ့သူတို့ငယ်ဘဝကစိတ်လိုပဲလာကြတာ။အခါကျအကုန်လုံးအမြင်ကိုငငယ်တော့ကလူကိုငငယ်တော့ကကိုကိုကိုပြန်မြင်နေရတယ်လို့ပဲအားလုံးအဲ့လိုစိတ်တွေပြည့်တယ်။အဲ့တော့ကိုကပိုလဲနုပြောရလဲရှိလို့ခါကျလဲပေါ့နော်စိတ် emotion ဖြစ်ရတဲ့အရာတွေရှိတယ်။အဲ့ရပါပြီ။ ထားမှလည်းနေလို့ရတယ်။အဲ့ဒါရတယ်တောက်တာ။နောက်တာနောက်။ဇန်နာလေးရိုက်ဖြစ်လာ။အငင်းရဆုံးကကိုယ်လုံးနဲ့ငင်းခဲ့ရတယ်။ဘုညဘာပြောလဲဘုညဘာလည်းနေဆိုင်ကောင်းတယ်ဆိုင်ဆိုင်ကောင်းတယ်ဆိုင်ကောင်းတယ်မတိုင်ဘူးလေရှိတယ်ဟုတ်ဘာဖြစ်လဲဆိုတော့ကွာမျက်သူတက်ကလေအာဒီစူပါစတာအကယ်ဒမီဒီပေါ့နော်ဒီပရိုဂရမ်ကလေဟိုဇက်ညုံးမဟုတ်ဘူးဇက်ကောင်မရှိဘူးရှင် မြက်သူပေါ့နော်ဟိုအမကမြက်သူပြပြတာကမြက်သူခီးသော program ရိုက်တယ်အမြက်သူသွားသွားစားစားလုပ်တယ်အဲ့ဒီက FOE program ရိုက်တယ်အင်းမြတ်သူကအာဒီကဘာလုံးဝကျမ်းစာရေးလုပ်ပြီးတော့လုပ်တယ်ဒီမောင်လည်းလိုပဲအင်းမြတ်သူကြီးဖြစ်နေတာဟိုကျွန်တော်တို့ကဇလန်းနေမှာကမဖြူမနေမဝါဆိုပြီးကိုက်တာကိုဝင်သွားတာဗျာအဲ့တော့ပြန်ပြီးဆိုတတဆိုပြန်သွားဒီရမှာ program မှာအင်းမြတ်သူက player မဟုတ်လို့ဆိုနေ့ဝမ်းနေနဲ့စိတ်တွေမကောင်းဖြစ်ပြန်သွားဒီလောက်ကြီးပြီးတယ် ဒီဒီ program မှာအဲ့လိုမဟုတ်ဘူး။သူကလေအဲ့မှာပြီးွားတဲ့ဟာကြီးကအိမ်ကိုပါပါတာ။စိတ်တွေကလေဒီလားဝမ်းနေတာတွေရောစိတ်ဆိုးတာတွေရောပျော်ရွှင်တာတွေရောဒေါသဖြစ်တာတွေရောအဲ့ဒီ emotion တွေအကုန်လုံးကအိမ်ကိုပါတာ။တခါမှလေလုပ်ငန်းဝင်ကနေပြီးတော့စိတ်ဖိစီးမှုကအိမ်ကိုမပါဘူး။စိတ်ခံစားမှုအမကပစ္စည်းကြံငယ်လို့စိတ်ကောက်တာမျိုးဒါမျိုးပေါ့ဒေါသထွက်တယ်အဲ့ဒါမဟုတ်ဘဲနဲ့ ဒီပေါ့နော်ဒီနေ့လုတ်ခဲ့တဲ့အဲ့ဒီပြစ်ခဲ့တဲ့ဖြစ်ပျက်တွေတဲမှာဝမ်းနေတာတွေဝမ်းသာတာတွေယူယုံမရဖြစ်တာတွေဒေါသတွေထွက်ပြီးတိရမလားဒေါသထွက်ပြီးဝမ်းနေနေတာတွေအဲ့လိုတွေပေါ့နော်အဲ့ဒီစိတ် emotion တွေနဲ့နေ့တိုင်းအိမ်ပြန်ရတယ်အဲ့တော့မြစ်သူတွေကလည်းဒါကြီးကတော်တော်တော့ ငါလိုဇလဲနှွေးပဲရိုက်လိုက်တော့ပဲရုပ်ရှင်ကားကြီးပဲရိုက်လိုက်တော့ပဲငါကအဲ့ငါ့အရန်စိတ်ဖိဟိုစိတ်ရဲ့ emotion ဖိစီးမှုမဟုတ်ဘူးကြာစိတ်ခံစားမှုဒီ non တဲလို့ပြောရင်သိမလားမသိဘူးကြာစိတ်ခံစားမှုအရန်ပဲရတော်တော်နေလို့ထိုင်လို့မကောင်းရှင်ဟောကျမယောက်ျားတယောက်ရဲ့လှည့်စားမှုလှည့်စားခံရရင်ခံရခဲ့လေအမေကျမကျမအမေလို့ပြောမိခင်ပြီးသားရဲ့ရှင်ပြီးတယောက်ဆောင်ကြီးပြောဦးပါတယ်ဟန်မဆောင်တဲ့လို့ဝင်းသားမင်းသမီးတယောက်ဆောင်ဖြစ်တာခံစားမှုကိုလေကျွန်တော်ကမထိန်ချုံနိုင် ားတွေကအကုန်ပေါ်တယ်။ဒီမှာဆိုရင်လေဘယ်လိုပြောရမလဲမသိဘူး။မရှင်တိုင်းမရှင်တိုင်းတခုသောမရှင်တခုမှလေ။အမြင့်သူတို့တွေမဟုတ်ဘူး။ရိုက်ကိုရေးကိုရိုက်နေတဲ့ကင်မရာမန်တွေကစမျက်ရည်ကျ။အဲ့လောက်ထိနော်။အဲ့တော့တော့ကောမယူထားနိုင်တော့ဘူးကျွန်တော်ရှင်းတာပါပဲ။အကုန်လုံးကဒီဟာကြီးကိုရိုက်နေနဲ့ပြောချင်တာ crew တခုလုံးမျက်ရည်ကျရတော့တဲ့အခြေအနေထိတော့အနေထားအကြောင်းဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအများကြီးရှိတယ်။ဒါဒီလုံးဝဇညုံမဟုတ်ဘူး။ကျွန်တော်ကတော့ကျွန်တော်ရှိနေတဲ့ ပေါ့နော်ကျွန်တော်ဝင်ကျွန်တော်ဝင်ပါနေတဲ့ဒီပေါ့အာကျွန်တော်တချို့နေရာမှာကျွန်တော်မရှိဘူးလေ။ဘာသူတို့ mission ကိုလုပ်ဖို့အတွက်ပြင်ဆင်နေတဲ့ကာလတွေကျွန်တော်မသိဘူး။ဒါပေမဲ့ကျွန်တော်တို့ဒီမှာသူတို့ရဲ့ talent ကိုအကဲဖြတ်နေတဲ့အချိန်နဲ့ကျွန်တော်ဒီမှာရှိနေတဲ့ကျွန်တော်တို့နဲ့သက်ဆိုင်နေတဲ့ပြိုင်ပွဲအချိန်ကာလမှာတော့ဇညုံရှိဘူး။ဒါအမှန်တမ်းပြောတာ။ကျွန်တော်ဒီဇညုံရှိတဲ့ အလုပ်ကိုတိတ်မလုပ်တော့ကျွန်တော်လွတ်လပ်တဲ့မိမပြောချင်တဲ့တခါကျရင်လွတ်လပ်ဖို့လွတ်လပ်စွာပြောတတ်တဲ့အမျိုးသမီးဆိုတဲ့အခါကျတော့လေပုဂ္ဂိုလ်ကလည်းကိုထိမ်းပါတယ်ပြောချင်တာကမြက်သူတို့ဒိုင်နေဒိုင်၃ရောင်းနဲ့ဒီပေါ့နော်ဒီမှာသူတို့အမှတ်ပေးနေတဲ့ comment လောက် comment ပေးနေတာသူတို့ရဲ့တော်အောင်ကြည့်ရှုအခက်ဖြစ်နေတဲ့အချိန်မှာဇာညုံလုံးဝမရှိပါဘူးအဲ့ဒါလည်းအားမခံ